ငါကသာစန့်ကျင်နေတာငါပေါ်မှာတော့မေတ္တာမပြတ်ရှာဘူးပေါ့ငါဘာလုံးလို့ငါ့ကိုမလုံးနဲ့လို့ပဲတားတယ်ပေါ့မဟုတ်တာလည်းမလုံးနဲ့လို့ပဲပြောတယ်အဲ့တော့နောက်ဆုံးအချိန်ငါလည်းကြမ်းမရမကောင်းတော့ဘူးဂေါရမဗုဒ္ဓကိုငါနောက်ဆုံးအချိန်တွေ့ချင်တယ်သူတပည့်တွေသူ့နားမှာရှိတဲ့ပုဂ္ဂိုလ်တွေအဖော်တွေကိုတိုင်ပင်တဲ့အခါကျတော့ကိုရောခုမှတော့လုံးမနေနဲ့ တလျှောက်လုံးရံဖြစ်နေပြီးတော့မှခုမှတော့သွားမတွေ့ချင်တယ်လို့ပြောမဟုတ်ပါဘူးဖရာသူ့ပေါ်မှာအလုံးခွင့်လွတ်ပြီးသားပါသူတွေ့ချင်မှပြောပါများတဲ့အခါကျရသော်ဘုရားကရာဇဂျိုမှာ မရှိတော့ဘူးတာဝတိရောက်နေတယ်အဲ့တော့ထန်းစင်နဲ့သူ့ကိုတည်သွားတာဝတိမျိုးရောက်တဲ့အခါကျတော့ဇေရွန်အကြောင်းအနိနာကဇေရွန်ရေကန်ကြီးနားလဲရောက်ရော ထမ်းလာတဲ့ကိုတော်တွေကမောပန်းတော့ခိတ္တခဏအဲ့ဒီထမ်းစဉ်ကိုအောက်ချရေမိုးချိုးမယ်စေတော်ရေကန်ကြီးနားမှာရေချိုးကြမယ်ညနာသစ်ကြမယ်လို့ခဏချတဲ့အချိန်သူကလည်းပဲအဲ့ဒီရေကန်ကြီးနားမှာထမ်းစဉ်ပေါ်ကနေပြီးတော့ခြေတော်ကလေးနှစ်ဖက်တွဲလောင်းချတာမြေကြီးပေါ့အဲ့ဒီကနေစပြီးမြေမြိုတဲ့ဇာလန်းကဝင်လာတယ်နော် ခြေထောက်နှစ်ဖက်ကမြေထဲရောက်သွားပြီးတော့မြေကြီးကကွဲ့အပ်လာပြီးတော့တဖြည်းဖြည်းမြေကြီးထဲမှာခြေထောက်တွေကဝင်း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 သွားတယ်နောက်ဆုံးဟာဒေဝတာဟာအဲ့ဒီရေကန်ပေးမှာပဲဒီမြေမြိုခြင်းကိုခံလိုက်ရတယ်အဲ့ဒီမြေမြိုပြီဆိုတဲ့အချိန်ကျမှသူမလုပ်လဲလို့ဆိုတော့ နောင်တရလာတယ်မြတ်စွာဘုရားကိုနောင်တရလာပြီးတော့ဘုရားကိုနောက်ဆုံးအနေနဲ့သူရှ िख ိုးသွားတာဣမေဟိအထေဟိဓမ္မကပုဂ္ဂလာဒေဝတိဒေဝန္နရဓမ္မသာရထေသမန္တဆက်ကုံတတ္တပုံညာလက္ခဏာပါဏီဟိဗုဒ္ဓံတရဏဥပေမိလို့ဒေဝရနောက်ဆုံးမြတ်စွာဘုရားကိုရှ िख ိုးပြီးတော့ ကိုယ်ဝေယအဖြစ်စိတ်ကပ်သွားတာဒီကာထာလေးနဲ့ဒီအဓိပ္ပာယ်လေးကိုပြေဝရဟာရွတ်ဆုံပြီးတော့ညီးတွားရင်းနဲ့မြေကြီးထဲမှာဆုံးဆုံးမြုပ်ပြီးတော့သိဆုံးသွားတယ်ဒီလိုဆိုတာပေါ့နော်အဓိပ္ပာယ်ကဣမေဤအဋ္ဌိဟိဟောဒီအယိုးတွေနဲ့ဒုက္ခနာကိုငါတဏ္ဏမှာရှိတဲ့ဟောဒီအယိုးတွေနဲ့နောက်ဆုံးမှာအသက်ဇီဝိတာလည်းသိတော့မယ်အဲ့ဒီအယိုးတွေနဲ့ ဒီနတ်တကာတို့တဲ့မြတ်တော်မူတဲ့ဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတော်မူတတ်တဲ့သဗ္ဗညုတဉာဏ်တော်ကြီးမျက်စိသဗ္ဗညုတဉာဏ်မျက်စိရှိတော်မူတဲ့ဘုံလက္ခဏာမျိုးစုံပါတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်တဲ့အရှင်ဂေါရမမြတ်ဖရာကိုဟာဟာအသက်တည်နဲ့စိတ်ကပ်ပါတယ်ဟောဒီမတည်သေးခင်လေးမှာဖရာကိုငါပြန်ပြီးတော့စိတ်ကပ်ပါတယ်ဆိုတဲ့ စကားလေးကိုနှုတ်မြက်ပြီးတော့နောင်တရပြီးတည်ဆုံးသွားတယ်အဲ့ဒီနေရာလေးမှာရသော်ဘုရားကသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တာဟာဒီနောက်ဆုံးအချိန်လေးစိတ်ကောင်းလေးဝင်လာဖို့အတွက်ရသော်ဘုရားသင်္ကန်းဝတ်ပေးတာတဲ့လူဘဝနဲ့နေလဲပဲသူမဟုတ်တာလုံးမှာပဲဟောကရဟန်းဘဝရောက်တော့လဲမဟုတ်တာလုံးတာပဲ ဟုတ်တာလှုပ်ထားခြင်းတူတူလူဝါနဲ့မဟုတ်တာလှုပ်လို့ရှိရင်နဲ့အခုလို့နောက်ဆုံးတတိတံဝေကရတာမျိုးလူဝါမှာဖြစ်မှာမဟုတ်ဘူးတဲ့ယဟန်ဝတ်တဲ့အခါမှာယဟန်တိတ်ခါနဲ့နောင်တဆိုတာပြန်ရလာပြီးတော့အခုလို့မြတ်စွာဘုရားပေါ်မှာဒီတော့အစိတ်တော်ရပြောင်းပြီးတော့မြတ်စွာဘုရားပေါ်မှာจิตနဲ့လက်ခံကိုယ်ဝေစိတ်ကမှုပြုလုပ်တယ်ဒီအချက်ကိုကြည့်ပြီးတော့အခုလို့ကိုယ်ဝေစိတ်ကချင်းဟာ ဘဝတန်လျာမှာနောင်သူဘဝကလွတ်မြောက်ရေးကောင်းမှုတစ်ခုလှုပ်ဆောင်သွားနိုင်တဲ့အခွင့်အလမ်းတစ်ခု သူရစေတယ်